ဘဲသုံးကောင်ပိုင်စိုးဝေဘဲကလေးတွေအိမ်ပြန်ရောက်လာတယ်လို့ညာကကျွန်တော်အိမ်မက်မက်တဲ့ဖြစ်ဖြစ်တကယ်မက်ပြီးမနဲ့လင်းတော့အိမ်အောက်မှာကျွန်တော်လိုက်ရှာမိသေးတယ်ဒါပေမဲ့တကယ်မဟုတ်ပါဘူးဖြစ်ဖြစ်ဒါတော့မောင်ရဲ့စကားကြောင့်ကျွန်တော်ရင်မှာတုံခါသွားသည်ပြီးတော့ဝမ်းနဲ့ကြေကွဲသာဒေါတာဖြစ်မိရပြန်သည်အိမ်ပြန်ရောက်ဖို့နေနေတတ်တာအခုချိန်ဆိုရင်သူတို့တတွေအသက်နှင်းကိုခန္ဓာ အိုးစား꿰နေရှာပြီဖြစ်ကြောင်းဒါတော့မှမသိရှာပြီပြီးခဲ့တဲ့ຫນွေရသည်စောင့်ဝဲတွေဖြစ်ပြီးသားចောင်းပိရက်ကဒါတော့မှသည်သူចောင်းစာအုံများကိုရောင်းပြီးဘဲပေါက်စလေးတွေဝဲလာသည်အလုံး၅កောက်85ချက်ဖို့တို့ရတွင်သူဝဲလာသည်ဘဲကလေးများမှာဓာတ်ဖောက်ဘဲများဖြစ်သောကြောင့်တေလွယ်ပြောက်လွယ်သောအကောင်ကလေးများဖြစ်နေကြသည်ကံအားလျော်စွာ နှစ်ကောင်များသာတည်သွားပြီးသုံးကောင်ဖတ်တင်ကြံရစ်ခဲ့သည်မတ်ချက်ဓာတ်ဖောက်ဘဲများဆိုသည်မှာမိခင်ကဝစ်ပြီးတော့မွေးထားတဲ့ဘဲတွေမဟုတ်ဘဲနဲ့အပူပေးပြီးဖောက်ထားတဲ့ဘဲလေးတွေကိုဆိုလိုပါတယ်ထိုကြံရစ်သည့်ဘဲကလေးသုံးကောင်မှာတစားတစားကြီးပြင်းလာသည်သူတို့အာထူးထူးထွေထွေရှာဖွေမကြွေးမိပါအမရသည့်ချိန်တွင်ထမင်းညက်ဟင်းကြံနှင့်သကွဲစေးများလောက်ကိုသာရေနှင့်ဖြောတန့်လျင်ဖြော၍ကျွေးမွေးပါသည် ရာတော်အပြင်ကသူတို့ဘာသာသူတို့ရေထဲနှုတ်သီးနှင့်တစွတ်ထိုးပြီးရှောက်ဖွေစားတော့ကြသည်သူတို့ကလင်းမြန်စွာပင်တစ်နေ့တခြားကြီးထွားလာလေသည် အထူးကယူဆိုင်၍မကြွေးမွေးရတော့လေညာရင်ညာတာနှင့် အခြားအနေအများအတွက်ကအတန်အသက်ကယူဆိုင်ရပါသည်ကြောင်နှင့်ခွေးတို့ဤရန်ကိုစိုးရင်ရတော့ကြောင်ဖြစ်ပေသည် ကိုယ်အိမ်တွင်မွေးထားသည့်ခွေးနှင်းကြောင်များမရှိတော့လေခွေးလေခွေးလင်းများကမပြတ်ရောက်လာတတ်သည် နောက်ဖေးတွင်စွန့်ပြစ်ထားသည့်တမင်ကျန်ဟင်းကျန်များကိုလာရောက်စားတောက်ကြခြင်းဖြစ်သည်အိမ်နီနာချင်းတို့ဤကြောင့်များကလည်းအိမ်ပေါ်သို့မကြမကြရောက်လာတတ်သည် တောင်ကြီးကြီးတစ်လုံးနှင့်အုတ်တန့်လျင်အုတ်ထားရသည်တခါတည်းရန်တွင်အိယာပေါ်သို့ပင် တင်၍တိတ်ရသည်အိမ်အောက်တွင်ပင်ဗာတိပါတာပြစ်ထားသောညများလည်းရှိသည်ထွန်ညမျိုးတွင်က ခွေးတကောင်တလေဤရံမလွတ်အောင် တပြန်းပြန်းတောင်ပန်ခတ်ပြေးလွှားနေတန်ကြမှာကျွန်တော်တို့နိုးလာပြီးထ၆ရတဲ့သည်ထို့သောပင်ရှိတော်လဲသူတို့မှာကန့်အားလျော်စွာလွံ့မြောက်ကြံ့ရဲခဲ့ကြသည်သာဖြစ်ပါ၏သုံးလားကြော်ကြော်ကာလရောက်သည့်အခါတွင်ကသူတို့သုံးကောင်သည်ကျွန်တော်နှင့်နီနီနာနာအိမ်အောက်နှင့်အိမ်ပတ်ဝန်းကျင်တွင်မနေတော့ဘဲမြောက်ဖက်ရေကန်ကြီးရှိရာသို့ရွှေ့ပြောင်းသွားကြလေတော့သည်ဤနေရာတွင်ဘဲကလေးတွေအကြောင်းခဏရန်နာပြီးကျွန်တော်အိမ်ဤအနေထားကိုကြားဖြတ်ပြောရပေတော့မည် ကျွန်တော်အိမ်မှာမန္တလေးမြို့ကြီးပေါ်တွင်ဖြစ်တော်လဲအနေအထားမှာတိတ်ဆိတ်ငြိမ်သက်၍တော်တဲ့တောင်တဲ့ရောက်နေရသည့်နှင့်ပင်တခါတခါတူလာပါသည်။သွားရေးလာရေးခက်ခဲသည့်ကိုဆိုလိုခြင်းမဟုတ်ပါ။မန္တလေးမြို့ကြီးပေါ်မှာပင်ရှိသည့်ရက်ွက်တစ်ခုအဖို့သွားရေးလာရေးမခက်ခဲပါ။ရက်ွက်ကြီးတစ်ခုအတွင်းမှာတီးတန့်ဝင်တဝင်းဤအနေအထားကိုပြောလိုခြင်းမျှသာဖြစ်ပါသည်။ကျွန်တော်တို့နေထိုင်ကြသည့်တီးတန့်ဝင်ကြီးတဲ့တွင် အင်ဂျီ60ကျော်80ခန်းရှိပါသည်ဝင်းထဲသို့ဝင်ရန်လမ်းမကျယ်တစ်ခုသာရှိပါသည် စပိန်ဆိုင်ကယ်များမှအပမော်တော်ကားများအဖို့တစ်ခုတည်းသောဝင်ပေါက်လမ်းလဲဖြစ်ပေသည်ကျွန်တော်အိမ်မှာထိုဝင်းကြီးဤချောင်းကြဆုံးနေရာဖြစ်သည့်အင်္ဂါတောင်းတွင်ရှိသည်တောင်ဘက်နှင့်ရှေ့ဘက်တွင် ဖုန်ကြီးချောင်းနှင့်ပုဂလိကတိုက်ကြီးများဤအုတ်တတိုင်းကြီးများသာရှိပါသည်ကျွန်တော်တို့မိသားစုအဖို့အပြင်ထွက်ရန်ထွက်ပေါက်မရှိ အခြားအိမ်များရှိမှဖြစ်၍လမ်းမကြီး၏တခုတည်းသောဝင်ပေါက်ရှိရာသို့သာထွက်ရသည်အခြားအိမ်များနှင့်အတန်အသင့်အလံဝေးပြီးတိတ်ဆိတ်ငြိမ်သက်ပါသည်မြို့ကြီးတစ်မြို့ပေါ်ပါပင်ဖြစ်တော်လဲကျွန်တော်အိမ်သို့အလံအပတ်ရောက်လာတတ်ကြသည့်မိတ်ဆွေများကတောထဲမှရောက်နေရသလိုတိတ်ဆိတ်မှုကိုခံစားရပါသည်ဟုပြောတတ်ကြပေသည်တစ်ပင်များအုံဆိုင်ပြီးကျင်းငတ်တာရကမျိုးစုံရှိသည် အိမ်နောက်ဖက်အုတ်တိုင်းပေါ်တွင် ဖန်ကွဲသားများပေါ်ရှင်ကလေးတွေရှောက်နေသည်ကိုအမြဲပင်တွေ့မြင်နိုင်ပေသည်အိမ်မြောက်ပပလမ်းမကန်းတွင်ရေကန်တကန်ရှိသည်ထိုရေကန်ကြီးကရှေးရခင်က အိန္ဒုဘာသာဝင်ခဝသည်တို့ဝိလျှော်ကြသည်ဒိုဘီကန်ဖြစ်သည်ဟုတချို့ကပြောကြသည်အချို့ကလည်းအိန္ဒုဘုရားပွဲလက်လက်မည်နေတွင်ယခုတိုင်ရှိနေသည့်ကျွန်တော်အိမ်ဘေးမှညောင်မင်းကြီးကိုဥတိုက်ပြီးထိုရေကန်၌ရေချိုးခြင်းနနွဲ့စားသည့်လိမ့်ချက်ခြင်းတို့ပြုလုပ်ကြသည်ဟုဆိုသည် ယခုကာတွင်ကရေကန်ရှိမန်းပင်အမှတ်တမဲ့မသိနိုင်တော့ပေကစုံးမင်းများပြန်ရိုင်းပင်များဖြင့်ဖုံအုပ်လျက်တောကြီးမြတ်မဲဖြစ်နေလိမ့်ပြီဤသို့တိတ်ဆိတ်ငြိမ်သက်ခြင်းအတွက်ကျွန်တော်နေရဤခေဟာကိုသဘောကျပါသည်ကံကောင်းလာသည်ဟုလည်းဆိုခြင်းမာ၏သို့တော့ကျွန်တော်ကံမကောင်းပါအကြောင်းမှာចောင်းကြီးဤအပြင်သို့ထွက်ရန်တခုတည်းသောလမ်းကိုဖြတ်ရ၌ကျွန်တော်အိမ်နှင့်အနီးဆုံးပထမဆုံးဖြတ်တန်းရသည့်အိမ်မှာ ဤဝင်းကြီးအတွင်ဩဒအရှိဆုံးပုဂ္ဂိုလ်ကြီးဖြစ်နေပြီးတရားမျှတမှုအကင်းမဲ့ဆုံးပုဂ္ဂိုလ်ကြီးလည်းဖြစ်နေသောကြောင့်ပဲဘဲကလေးတွေကြောင့်ကျွန်တော်ဆက်ပါတော့မည်ဘဲကလေး၃កောင်မှ၃လားကျော်ကာလာနီဘာရောက်လာသောအခါအကောင်များထွားကျိုင်းလာသည်အိမ်အောက်မှမနေတော့ပဲမြောက်ဖက်ရေကန်ကြီးစီတို့အပီးပိုင်ထွက်သွားကြလေသည်ထိုချိန်တွင်ကျွန်တော်တို့တအိမ်သားလုံးမှသူတို့အပေါ်များစွာတန်ရောစဉ်တွဲနေလေပြီး မနဲ့လင်းရင်လာလာလာခေါ်၍ဓမင်းကြံဟင်းကြံများကိုကြွေးသည့်အလုံမှာနေသင်ဝတ္တရားတစ်ခုပင် ဖြစ်နေလေပြီအင်းသူအင်သားများအပြန်ထွက်လျင်တုတ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 ်နဲ့ပြေးလိုက်လာတတ်သောကြောင့်ပြန်လည်မောင်းနေရလေသည်ကလေးတွင်တွင်ပြစ်တန်းလိုက်တန်းကစားသက်ရအဖော်များလိုဖြစ်နေသည်ကိုတိုင်ဝဲလာသည့်သားတော်မောင်ဖို့ကအရေးတကြီးကြီးဖြင့်သူ၏မိတ်ဆွေများလိုပင်ဖြစ်နေတော်သည် ်ထိုချိန်မျိုး၌သူတို့ပျောက်သွားသောအခါတအိမ်သားလုံးဝိုင်းဝန်းရှာဖွေကြမိတော်သည်သုံးလေးရက်ရှာမှမြောက်ဖက်ရေကန်ကြီးထဲတွင်တွေ့ရသည် ထိုသူရှာသည်မှာရေကန်ကြီးနှင့်ကျွန်တော်အိမ်အလံဝေးလာ၏မဟုတ်ရေကန်ကြီးတစ်ခုလုံးလိုလိုပေါ်တွင်မြက်ပင်များဗေဒပင်များကသွန်းပင်များဖြင့်ဖုံးအုပ်၍နေသောကြောင့်ဖြစ်သည်သူတို့တရင်မှာဗေဒပင်တွေကြားတွင်ပုံနေကြခြင်းဖြစ်၏ရေထဲတွင်ဆင်းပြီးခေါ်ယူရမဖြစ်နိုင်ပါရေသက်တို့ပင်ဆင်းရွက်မရပါ ခလန်းလမ်းမပင်တတိတိဩခွန်နေရသည်ဂဲပြင့်ချောင်းလန့်ပြက်ခဲ့၍အတက်ခိုင်းတော်လဲတုတ်တုံမြမလှုပ်ပေကက်ကက်လုံနေကြသည်မိတို့မြခေါ်ယူမရနိုင်သဖြင့်ဒီတိုင်းပြစ်ထားလိုက်ရသည်သူတို့စိတ်ချမ်းသာသလိုနေပါသေးတော့ဟုအောင်းမေးလိုက်ရသည်တနေ့တနေ့သူတို့ရှိရာ ခလန်းလမ်းသို့သွားပြီးအတန်ပေးလိုက် သူတို့ရှိနေမည်နေရာသို့ဂဲပြင့်ပြက်လိုက်ဖြင့်အတန်ပေးရသည် ထိုခါမျိုးတွင်သူတို့ရှိမည့်နေရာမှငုံထားသည့်ခေါင်းများကိုဖော်ပြီးကိုယ်ရောင်ပြလေသည်ဤသို့နှင့်ပင်နှစ်လကျော်သုံးလမြောက်ကာလအတွင်းရေကန်ထဲမှပင်အိပ်ပြီးရေကန်ထဲမှပင်နေကြသည်တော်တလင်းတရင်ကျော်လအတွင်ကအစမပြတ်မိုးများပြင်းထန်စွာရွာချလေတော့သည် ကျွန်တော်တို့ဝင်းထဲတွင်၄၅၆နှစ်ကျော်မြတ်မဝိတ္တာကြပြီဖြစ်သော ရေများပြည့်စံသွားသည်အနေအဆုံးပိုင်းလိုဖြစ်နေသော ျွန်တော်အိမ်အောင်နဲ့အိမ်ဘေးပတ်ဝန်းကျင်တွင်တဝင်းလုံးမှရှိသည့်ရေများစည်းဝင်လာလေသည်မြောက်ဖက်ရေကန်ကြီးနှင့်ကျွန်တော်တို့အိမ်အောင်မှရေတွေတဆက်ထဲလိုဖြစ်သွားသည်ကျွန်တော်တို့လည်းအိမ်မှရှိသည့်တက်သားတို့တက်သားသားများဖြင့်ကုန်းပေါင်ထိုးတရာခင်ရင်ပြုလုပ်ရတော့သည် မနက်ခင်းကရေလွတ်ယုံများခင်းထားသောတရာမှာညနိုင်မိုးကြီးဇက်တိုက်ရွာချလိုက်သောအခါတက်သားတို့တက်သားသားများရေထဲ၌ဟူသည်လွင်မျောကုန်ကြလေတော့သည် ဖေဖေရေဘဲကလေးတွေပြန်လာပြီဗျနက်နက်လင်းကသာကျွန်တော်အဲ့ရတဲ့မိန်းနေစဉ်သားတော်မောင်អော်လိုက်တော်တန်ဖြစ်သည်တိန်သားလုံးပင်ဝမ်းတန့်ရွှင်မျိုးစွာ အောက်တို့ပြည့်စင်ကြကြသည်ကလေးတွေကတတိတိခေါ်၍အစာကျွေးကြ၏အခုတော့သူတို့ကလည်းတရင်တနည်းတဖြည်းဖြည်းရေများကန်းချောက်သွားသည့်တိုင် အိမ်ရှိတချို့တဝက်နဲ့အိမ်အောက်တွင်က ရေများကြန့်ရှိနေပေသေးသည်သောင်းကလောက်ရာသီတိုင်ခန်းချောင်းမိပုံမပေါ် ဘဲကလေးသုံးကောင်မှလည်းရေကန်ကြီးစီပြမသွားတော့အိမ်အောက်တွင်ပင်တစွတ်စွတ်ပြေးစောနေကြသည်ထို့သို့ပြေးစောနေရမှအိမ်သူအိမ်သားများအပြင်သို့ထွက်လျင်သို့မဟုတ်အပြင်မှပြန်လာလျင်သို့မဟုတ်အိမ်သို့ဧည့်သည်လာလျင်သူတို့တတွေမှလူရှိရာသို့အတင်းပြေးလာပြီးနှုတ်သီးဖြင့်လိုက်၍ထိုးစိတ်တက်လေသည်အငယ်ဆုံးတမိမှကြောင်းသွားကန်ဤတိုင်းဘဲကလေးတွေကလိုက်လိုက်စသဖြင့်သူ့ကိုအိမ်ပိုက်ဝတီလိုက်ပို့ပေးရသည်တမိကြီးနှင့်အတူကြောင်းသွားပေါ် ကိုရန်ကျောင်းသူလေးများမှအိမ်တို့လဲလာတိုင်းခြံဝါမှနေ၍ဘဲကြီးပေါင်းမျိုးအော်ရလေသည်ကောင်းကောင်းအရွယ်ရောက်လာကြပြီဖြစ်၍သူတို့ကိုအကဲခတ်နိုင်လေပြီသူတို့သုံးကောင်မှဘဲထီးများသာဖြစ်၍ဘဲမမပါဥစားရအောင်ဘဲမတကောင်လောက်ဝယ်ထားဖို့စိတ်ကူးကြသည်ဟာဘဲမတကောင်လည်းဘဲဖြစ်မလဲဗျတေသွားမှာပေါ့ဘဲထီးသုံးကောင်ဆိုရင်အနည်းဆုံးဘဲမငါးကောင်လောက်တော့နိုင်တယ်မိတ်ဆွေတယောက်ကအကြံပေးလေသည် ို့ရရင်မဝယ်ပြစ်ခဲ့ဘဲမတကောင်လောက်ထပ်ဝယ်ဖို့တားတော်မောင်ဤစာအုပ်များကိုရောင်းနိုင်ရန်နောက်ထပ်ចောင်းပည့်ရများတီစောင်းရလေမည်လားမသိလူနောက်ကတကောက်ကောက်ပြေးလိုက်တော့ကြောင့်အစာတောင်းတိမှတ်ပြီးအစာကျွေးတော့အခါတွင်လဲဟုတ်တိပတ်တိစားခြင်းမှစားသည်အစာကွက်ကိုလာရောက်ပြေးထိုးပြီးပြန်လဲသွားခြင်းသွားတတ်သည်အစာကျွေးတော့လည်းမစားဘူးရဘာဖြစ်လို့မှန်းလည်းမသိဘူးဖေဖေသားတော်မောင်က သူ့ဘဲကလေးများကိုကြည့်ပြီး နားမလဲနိုင်ပဲမေးသည်အာမင်းကောင်တွေအဝါကြောင်းနေတာဖြစ်မှာပါကွာကျွန်တော်ကတားတော်မောင်နေသူ့ဘဲများကိုကြည့်ပြီးရေမောပြောဆိုလိုက်သည်ဘာကြောင်းနေရလဲဖေဖေအာဘဲမလိုချင်နေတာကိုပြောတာပါကွာသူတို့သုံးကောင်မှာတကောင်သွားရနောက်ကိုနှစ်ကောင်ကလိုက်သည်ရှေ့သို့ဆိုက်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 ဖြင့်သွားနေရမှတကောင်ကနောက်သို့ပြန်လဲလိုက်လျင်ကျန်းနှံကောင်မှာဝိဝါဒကွဲပြားမနေပဲနောက်သို့ချက်ချင်းပြန်လဲသည် ညညများတွင်လည်းအိပ်ဒီဟူ၍မရှိလာဘဲရေတဲသို့တဇွတ်ဇွတ်ပြေးလွှားနေတတ်သည်တခါတရံတွင်လူတစ်ယောက်ရေတဲသို့ဖျက်ရှောက်နေသလားထင်မှတ်မိတတ်သည်တခါတခါတွင်လည်းရင်တိုက်နေသလားအောင်မေရအောင်လယ်ဘင်းကိုအထက်သို့ပင့်မြောက်လိုက် အောက်သို့ပြန်ချလိုက်ဖြင့်အချိန်ကြာမြင့်စွာပြုလုပ်နေတတ်ကြသည်သူတို့ကိုကျွန်တော်မေ့မရအောင်မှတ်မိနေသည်မှာကတီးတန့်စွာမဟုတ်ဘဲမိုးတဖွဲဖွဲသာရွာချနေတတ်သောညများစွာကပုံရိပ်ပြပင်ဖြစ်ပါသည် ထိုညများတွင်ကျွန်တော်ဒီအခါများစွာတွင်မအိမ်မပြောတတ်သူတယောက်ဖြစ်သည့်အတိုင်းပဒင်းပေါက်မှတပွဲပွဲရာကျနေသောမိုးပေါက်များနှင့်တလင်းပြင်းကိုသာငေးမောကြီးနေမိတတ်သည်ထိုညများတွင်သူတို့သုံးကောင်းမှလည်းမိုးပေါက်လွတ်ရာအိမ်အောက်တွင်လည်းကိုကဲ့၍မနေတစ်ပင်ရိတ်အောက်တနေရရာမှလည်းမနေကြမှုံဝါဝါတလင်းပြင်းနဲ့မိုးရေသံများအောက်တွင်ခြေတောက်တစ်ဘက်ကိုမြောက်လျက်တချောင်းတီးသောခြေတောက်ကိုစီဖြင့်ရပ်နေကြပုံမှာ ဆွေမြေစင်ရတခုခုကို သူတို့တရေရနေရော့တလားအောင်မရတော့သည် သူတို့မှာအတွေးကိုသည်ရှိနေလေသည် ပုံတံတန်ဖြင့်နှုတ်သည်ရှေရှေနှင့်ဦးကောင်းတစ်ခုလုံးကိုအတောင်ပံနေလဲပြန်မြုပ်သည့်အကောင်ကမြုပ်ထားသည်ရှေလျားသည့်လဲချောင်းတစ်ခုလုံးကိုဇလုတ်ထဲထိမြုပ်အောင်မြုပ်လျက်နှုတ်သည်ကိုသာ မိုးပေါ်မော့ပြီးအတွင်းနဲ့ချက်သည့်အကောင်ကချဲ့နေကြပုံများမှာ ခြေကွဲစရာနှလုံးသားတစ်ခုခုကိုများပိုင်ဆိုင်ထားကြလေရောသလားထင်မိရတော့သည်မိုးဆက်မိုးပေါင်များအောက်တွင်မလုံးမရှက်နှင့်တူတို့ကြမ်းကြမ်းခန်းနေကြပုံမှာဇာတိမှန် တက်ကြွစရာလုံးဝမကောင်းလာပဲခြေကွဲဆွေးမြေးစရာပုံမြင်တဲ့ပုဂ္ဂိုလ်ဖတ်ရှုနေရတယ်လို့သာဖြစ်တော်သည်သူတို့ဒီဘာကိုများတွေးပြီးငေးမောနေပါလေသူတို့ဤနာကတ်ကိုသူတို့တွေးခေါ်နေလေသလားကန်ဆိုးခြင်းတွေတာသူတို့အပေါ်လိုက်လိုက်ရွာချတတ်သည့် ဟောဒီအချိန်တွေမြ мян ကုံဆုံးသွားပါစေတော့လို့များသုတောင်းနေလေသလား။ဘာဖြစ်လို့ဘဲတကောင်ဖြစ်လာရပါလိမ့်လို့များတွေးတောနေလေသလား။သူတို့မှာဇနီးမယားမရှိတသမီးတွေလည်းမရှိ ပေးဆက်ဆက်ရအကျွေးတွေလည်းမရှိသူတို့နောက်ကျောင်းမှာသူတို့မိတ်ဆွေတွေရဲ့ဓာတ်တန်ရာလည်းမရှိကြောင်းကျွန်တော်သိပါ၏။တို့ပါလေအစွေးရိတ်တန်းတဲ့ဒီလိုပုံတရံမျိုးနဲ့ဘဲအတွက်ကြောင့်တည်ရှိနေရပါလိမ့် လူတွေဖန်တီးထားတဲ့တေဂီတာဆိုတဲ့အတန်တွေကိုပဲညင်းခွင်းနေခြင်းလားသူတို့ဘော်လူတွေထားတဲ့တံပိုးသတ်မှတ်ချက်ကိုတိပြီးတော့များစိတ်နာနေခြင်းလားမျိုးဆက်ပြန့်ပွားနိုင်ခြင်းမရှိပဲအချင်းဤဖြစ်တည်နေရသည့်သူတို့ရဲ့ဘဝကြီးကိုပဲမချင်မနှက်ဖြစ်နေခြင်းလားသူတို့ဒီဆိုကရေတီကိုမသိဒါဝင်ကိုလည်းမသိမိုက်ကယ်အင်ဂျလိုကိုလည်းမသိလေပဲနဲ့လောကကြီးကို ပေးဆက်เสียဘာတာဝင်တွေများရှိနေကြပါလေ။ အသားတရုံးမယ်ငါဟာအသားတရုံးမြတာပဲလို့စိတ်ပြညှိုးငဲ့စွာ ကိုဘဝကိုအဆုံးသိရင်ပေါ့မြာကြံစည်နေလေသလားပျောက်ဆုံးနေသောမြည်တကောင်ကိုရှာဖွေဖို့အတွက်ကိုကိုတိုင်းမြည်တကောင်လိုတွေးရမည်ဟု ဆိုရရှိသည် ကျွန်တော်သည်ဘဲတကောင်လိုတွေးနိုင်သူမဟုတ်ပါထိုညာမျိုးသူတို့၏တိတ်ဆိတ်ငြိမ်သက်မှုမှာ ကြာလုံးမကကြာလေသည့်အတွက် ကျွန်တော်ဤခံနိုင်စွမ်းအားများကို ပြုတ်ကွဲစေပါသည်ယခုသူတို့သုံးကောင်နေကျွန်တော်တို့မိသားစုဤခွဲခွာခံကိုပြောရပေတော်မူကျွန်တော်တို့နေထိုင်သည့်ဝင်းကြီးမှာအိမ်များနှင့်အလန်းကွာဝေးသည့်မြတ်တော်ကြီးများခြေဝင်းစွာရှိပါသည်ကျွန်တော်အိမ်မြောက်ဖက်မှရေကန်ဟောင်းကြီးနှင့်ဆက်လျင်အနောက်ဖက်တလျှောက်မြတ်တော်ကြီးဖြစ်နေပါသည်ကျွန်တော်အိမ်ဘဝမှထွက်ပြီးပုဂ္ဂိုလ်ကြီးဤအိမ်ရှိလမ်းမြောက်ဖက်တလျှောက်မှာမြေလွတ်များဖြစ်ပါသည် ဘဲကလေး၃កောင်မှာကျွန်တော်တို့အပြင်ထွက်တိုင်းပြေးလိုက်ရမှာအစပြုကအပြင်ထွက်သည့်အကျင့်ရလာပါသည် အပြင်ထွက်သည့်ဆိုတော့လေလူနေအင်ဂျင်မရှိသည့်လမ်းမြောက်ဖက်ဘေးတလျှောက်အနီနာမြတာဖြစ်ပါသည်ဝဝေးလန့်လန့်မသွားပါမြေသူအိမ်ဥပဒါကိုမှမဝင်ရောက်ပါဘဲတို့ဤထုံးစံအတိုင်းရေပွဲရှိရာသို့သာနှုတ်သီးဖြင့် တစွတ်စွတ်ထိုးနေတတ်ပြီးတပင်များကို ထိုးစွခြင်းမိုက်ပုံများကိုရက်ခြင်းလုံးဝမပြုတ်လောက်ပါ တို့ရရင်ကျွန်တော်ဤနီမပုဂ္ဂိုလ်ကြီးမှာဘဲကလေးများကို လုံးဝကြည်ရဟန်မတူဘဲကလေးများကိုခြံခတ်ပြီးမွေးဖို့နေတိုင်းမင်တကြီးကြီးလုံနေသည်တရိษံကိုအကြောင်းပြုပြီးလူချင်းစကားများရလျင်မကောင်းမြည်သည့်အပင်ကိုမျှမထိုးသွားတတ်သောဘဲကလေးများကို ရန်ရှားနေတော်လေသူနှင့်လွမ်းတင်းသူသူကိုလက်ဆောင်ပေးသူများမွေးမြူထားသည့်နှွားများကြက်များကတဝင်းလုံးအနှံ့ပင်ဖြစ်သည် ခွင်လွှတ်ထား၏ ထိုပုဂ္ဂိုလ်ကြီးတရားမျှတမှုကင်းမဲ့ကြောင်းကျွန်တော်ပြောခဲ့ပါသည်ဤဘဲနွားချက်တရိษံကိစ္စကလေးများလောက်နဲ့လူတယောက်ပေါ်ကောက်ချက်ချပြောဆိုနေမည်ဆိုလျင်ရေစရာမျှတာဖြစ်ပါလိမ့်မည်တို့ရတွင်ကျွန်တော်တို့မိသားစုအားလောလောဆယ်စိတ်နှောက်ရှက်ဖြစ်စေသည့်ထိုကိစ္စလေးလောက်ကိုသာကျွန်တော်ပြောပါတော့မည်လူမှုရေးဖောက်ပြမှုများတိတ်ခကင်းမဲ့မှုများကသူဤကိုရေးကိုတာကိစ္စများသာဖြစ်၍ကျွန်တော်အကျယ်တဝင့်မပြောလိုပါ ဤရက်ဤဝင်းကြီးတဲ့ကျွန်တော်တို့နေလာခဲ့ဒီမှာကြာပါပြီကြာသည့်အလျောက်ဤပုဂ္ဂိုလ်ကြီးနဲ့ကျွန်တော်တို့ဤဆက်ဆံရေးမှာလဲတက်တန်းရှိခဲ့ပါပြီတခါတုန်းကဤပုဂ္ဂိုလ်ကြီးကြောမကောင်းကြားမကောင်းပြဿနာတစ်ခုဖြစ်ပေါ်သည်ထိုစဉ်ကဤပုဂ္ဂိုလ်ကြီးသည်တရားရုံးတွင်သူ့ပတ်မှတသိခံပေးဖို့မတရားထွက်ဆိုပေးဖို့ကျွန်တော်မိမနှင့်ယောက်ျားမကြီးများထံနေ့စဉ်လာရောက်ပြီးတွတ်တွတ်ပြောဆိုနေပုံကိုကျွန်တော်မှပြန်လည်မြင်အောင်နေမိတော့သည် ယခုကိစ္စမှာတိတ်ဆန့်ဖြစ်သောဘဲကလေးသုံးကောင်အပေါ်တန်ရောစင်တွေ့မိခြင်းမှတပါကြီးကြီးကျယ်ကျယ်ပြဿနာမဟုတ်ပါ သူဤတရားမျှတမှုကင်းမဲ့ပုံကိုရင်မောလူခြင်းမျှတာဖြစ်ပါ၏သူနှင့်ပတ်သက်သည့်အခြားခြားသောမဖွဲရမှုများကိုအကျက်တဝင့်ပြောဆို၍ရည်ရချက်မရှိပါ သူအာပူဇော်ပတ်တသူ သူအလိုတော်ရှိများဤကြက်များနွားများကြောင့်ထက်ပြောမိခြင်းဒီပလင် ကြောင်ကျိုးဆက်ဆက်မိစေရန်များတာဖြစ်ပါ၏အဘိဓမ္မပွားမိပါကျွန်တော်ဤဘဲကလေးများအပေါ်ခွင့်မလွတ်တော်လဲကြက်များနွားများကိုကမုရိတာပွားနိုင်ပါသည်ကိုအိမ်ရှိသည့်လာရောက်ရက်စွနေတော်လဲကြက်ကလေးများကိုမမောင်းရက်ပါနွားများကိုညံ့ညားမှပင်အေးပြက်ခံ၍၆လက်မောင်းထုတ်ခဲ့ရဘူးတော်လဲပြဿနာဟုမယူဆပါဤဝင်းဤနေရာအတွင်အတူတူနေကြသူများအပေါ်စာနာနိုင်ပါသည် တို့ရရင်ဤပုဂ္ဂိုလ်ကြီးမှာကျွန်တော်တို့ဤဘဲကလေးသုံးကောင်းအပေါ်ဗုဒ္ဓတာပွားနိုင်သူမဟုတ်ပါနေ့စဉ်နေ့တိုင်းပင်တကြီးကြီးလုံနေပါတော့သည် ပြဿနာရှာလျက်ရှိပါသည် အနည်းချုပ်ဆိုရလျှင်ဘဲကလေးသုံးကောင်းမှာအိမ်၌နေခွင့်မရနိုင်တော့ပါဒီလန်ထော့မန်ဤဝိတုတုတပုဂ္ဂိုလ်ကျွန်တော်ဖတ်ဖို့သည်ဝိတုဤအမိမှာ a visit to grandfather's ဟူ၍ဖြစ်လိမ့်မည်ထင်ပါသည်ထိုဝိတုတဲ့တွင် ဖုံးတော်ကြီးတပါးသည်ဘဲသုံးကောင်ဝယ်၍ငွေထားပြီးဥယျံလယ်၌ဘဲများအတွက်ရေကန်တကန်ပြုလုပ်ပေးထားသည်ထို့ရတွင်ဘဲများသည်ညစ်ပတ်ပေရလျက်အိမ်လေကတဲ့အောက်မှရေမြောင်းသို့ လေးကန်ဖင်းနှွဲစွာသွားပြီး ရေကူးကြသည် တကက်ကက်အော်မြေကြသည်ထို့အတွက်ဖုံးတော်ကြီးမှာရေမြောင်းနှင့်ရေကန်ကြားတွင်ရှိသော ကြောက်တုံးများကို ဖြတ်ပြီးပြွန်တစ်ခုပြုလုပ်ပေးထားသည် ရေကန်တို့သွားရလမ်းဟုစိုက်မုတ်တစ်ခုစိုက်ထူတာသည်တို့ရရင်ဘဲများမှာလှေကားအောင်းနိုင်ပင် ရေကူးလျက်ရှိနေကြပေသည်ဘဲလေးတွေမရှိတော့ဘူးပေပေကျွန်တော်အိမ်ပြန်ရောက်ချင်းသားတော်မောင်ကရေတကြီးပြောသည် ကြောက်မှပြန်ရောက်သားကလေးကဘဲကလေးတွေကိုလိုက်ရှာနေဟန်တူသည် အခုပဲဦးမြောင်းွေတွင်ပို့ခဲ့ပြီသားရေသားတော်မောင်မျက်နှာမှာမရွှင်ပြမာဗျာဦးမြောင်းွေကြီးအချက်သာပြတ်မှာပေါ့မတတ်ပါဘူးကွာ တို့မွေးထားမှာပါအမှန်စင်စစ်သားတော်မောင်အားကျွန်တော်ညာပြောလိုက်ခြင်းဖြစ်ပါသည်လွန်ခဲ့သည့်ရက်များကပင်ဒီနှစ်တသောမုံလာပြေကျော်ပျော်ပွဲစားဖို့အတွက်ခမားဘဲသုံးကောင်ထဲရမြည်ပြဟုမြငွေကကျွန်တော်အာနောက်တလို့လို့နေမကြခဏပြောခဲ့သည်သားတော်မောင်မွေးတာသည့်ဘဲကလေးများဖြစ်သည်ကတကြောင်ကျွန်တော်ကိုယ်တိုင်တန်ဩစဉ်တွင်နေမိသည်ကတကြောင်ကြောင်ဒီဘဲသုံးကောင်ကိုပေးဖို့မရည်ရွယ်ခဲ့ပါတို့ရရင်ဘဲသုံးကောင်ကြောင်လူချင်းပြဿနာမဖြစ်လို့ တဘာဝအလျောက်ရေထဲမှာသာပြေးသောနေလိုသောဘဲကလေးတွေကိုလည်းခြံခတ်မထားရဲ့ပြဿနာကလည်းနေတိုင်းတက်နေပြန်တို့အတွက်မိမနဲ့တိုင်ပင်ပြီးညငွေအိမ်တို့ပို့လိုက်ခြင်းဖြစ်သည် ပြဿနာတက်လွန်းလို့တော့ကွာငါတော့ဒီကောင်လေးတွေကိုနည်းနည်းမှမလုပ်ရဘူးမင်းသာကြည့်လို့လိုက်ပြီးတော့ဘဲကလေးတွေကိုသွားပို့စဉ်ကညငွေကိုကျွန်တော်ဤတို့ပြောခဲ့မိသေးသည်တစားမုံလာပြည့်နေ့တွင်ကြိုတင်တိုင်ပင်ထားသည့်အတိုင်းမနေ့ဆယ်နေ့ကွယ်လောက်မှကျွန်တော်ရောက်သွားသည် ကိုကျော်တန်းတို့မောင်တိုင်းတို့မြို့နိုင်တို့လည်းရောက်နေကြလိမ့်ပြီသူတို့တရွေမှာဈေးတို့ပင်သွားရောက်ဝယ်ချမ်းပြီးကြပြီအုတ်ခဲရှာသူကရှာမီးမွေးသူကမွေးနဲ့အလုရှုပ်နေကြလိမ့်ပြီကျွန်တော်ရောက်သွားတော့မြောင်းဝင်မှာညနာတိတ်မကောင်းလားခင်ဗျားပြောတာနဲ့ကျွန်တော်လည်းစိတ်မကောင်းဘူးဗျာမလို့ရတာနဲ့ဟိုဘက်ကကလေးကိုပဲခိုင်းလိုက်ရတယ်ဒါနဲ့ဘိုးစောကိုဝင်ခေါ်ခဲ့သေးလားချက်ပြုတ်ပြီးမှတော့ခေါ်တာပေါ့ကွာ အလုရှုံနေသူများကိုဝိုင်းကူရန်ကျွန်တော်ထမည်လို့တော့မှနေပါဦးများဆိုပြီးများငွေကတူအိတ်ကတ်ထဲမှာပိုက်ဆံများကိုထုတ်ပေးသည်ကလေးကိုပိုက်ဆံပေးလိုက်ပါဗျာအာနေပါစေကွာဒိုစားတဲ့တောက်တဲ့တဲထည့်လိုက်ပါကျွန်တော်ကပိုက်ဆံများကိုပြန်ပေးရန်ကြိုးစားတော့လေများငွေကလက်မခံပဲဇွတ်တက်ပေးသည်ကျွန်တော်တို့ကလူကြီးတွေဆိုတော့ကြောက်မှုပါမူမေ့တော်မှာပါကလေးတွေကတော့သူတို့မွေးထားတာနှစ်မျိုးမှပေါ့ဗျာတခုခုအစားပြောင်းဝယ်ပြင်းရင်သူလည်းမေမေပျောက်ပျောက်ဖြစ်သွားနိုင်တာပေါ့ ျွန်တော်တို့အားလုံးပဲချက်ကြပြုတ်ကြကြော်ကြလှော့ကြနဲ့အလို့ရှုပ်နေကြလေပြီချက်ပြုတ်နေကြသူများထန်တို့ကိုကျော်တန်းကပလင်းကင်ပြီးတယောက်တစ်ခွက်လိုက်ထည့်ပေးသည်ညနေမဆောင်မီပင်ချက်ခန်းပြုတ်ခန်းပြီးတလောက်ရှိ၏အတော်လဲမူးကုန်လေပြီကျွန်တော်ဒီဈေးမဝဲလာသည့်အရာများကိုသာစားတော့မြည်မိတော်လဲထိုးကောင်လေးသုံးကောင်ချက်ထားသည့်အိုးကိုမစားမိအောင်ကြိုးစားရှောင်ကွင်းလေသည်ကိုမြင့်သိန်းနှင့် အခြားမိတ်ဆွေအချို့လဲရောက်လာကြလေသည ယခုခါတွင်ချက်ခန်းပြုတ်ကန်လုံဝပြီးလေပြီမို့ဝိုင်းဖွဲ့သားတောက်ရန်တက်တက်သာကြံရှိတော့သည် အခြားမြည်းရများလည်းကုံတလောက်ရှိလေပြီမို့နောက်ဆုံးကြက်သည့်ထိုအကောင်သုံးကောင်အိုးမှအဓိကဖြစ်လေသည် အားလုံးပဲအတော်မူကုန်ကြပြီကျွန်တော်လည်းမူဤမူတော်လည်းအမီးကိုမစားကျွန်တော်ဘေးတွင်ရှိသူများမှာမြည်သူရဲ့မမတ်မိကိုကြော်တန်းလာမျိုးနိုင်လာမြားငွေလာမောင်တိုင်းတော့မဟုတ် မိမကလိုက်ခေါ်ရင်စောစောကပင်ပြန်နှင်းလေပြီ ကျွန်တော်ဘေးမှာထိုပုဂ္ဂိုလ်ကအိုးထဲမှာအသားတရုံးကိုဆဲယူပြီးကျွန်တော်ပသက်ဝါသို့ထည့်ပေးသည်ညင်းမြီလှုပ်ပြီးမှသူ့လက်ထက်ကအသားတရုံးကိုယူပြီးကျွန်တော်လက်နှင်းကင်ကမျက်စိမှိတ်ပြီးဝါးစာပြစ်လိုက်မိသည်ကျွန်တော်ရှေ့တွင် ရှိနေတာဘသူတွေလဲကိုကျော်တန်းလားမျိုးနိုင်လားမြောင်းွေလားကျွန်တော်မျက်စိထဲမြင်နေရသည်ကမိုးတဖွဲဖွဲအောက်တွင်တလင်းပြင့်တဲ့၌ တချောင်းတီးသောခြေထောက်ကိုစီထောက်ခါ သူတို့ဤလေပင်ကို အတောင်ပံတဲသို့နောက်ပြန်ဝှက်ထားပုံဇလုတ်ထဲထိလေပင်ကိုထဲ့မြုပ်ပြီးနှုတ်သီးကိုမိုးပေါ်မောလျက်ရှေလျားသောလေပင်ကိုအောက်သို့ဆန့်ကမြေကြီးထိနှုတ်သီးကိုစိုက်လျက်အဆွေးရိပ်တန်းနေသည့်ဘဲတုံးကောင်သာ thank you